လောက်ဝိထိုးတာကလွန်ခဲ့တဲ့တလားလောက်ကစရယ်ပေါ့နော်ငငယ်တွေက action ကားကြီးကြည့်ရင်သဘောကျတယ်ချို့ကိုကိုတိုင်းတရုပ်ဆောင်ဝင်ရတဲ့အခါမှာလည်း action ကားကြီးကိုအရင်တရုပ်ဆောင်ချင်တယ်စကားပြောရင်ဒါမိမဆန်နေလို့ထင်ရမယ်တခါလေးကြာရင်လည်းနည်းနည်းလေးယောက်ျားဆန်နေအခါလည်းရှိပါတယ်ခန္ဓာကိုယ်ခုပြောင်းလဲဖို့ကအချိန်ပေးရတာဖြစ်တဲ့အတွက်တနေ့တနေ့မှန်ကြည့်ပြီးမပြောင်းလဲရင်စိတ်သက်သာမှာစိုးလို့လေ ဒီစကားကလည်းပိုးတော့နောက်ထပ်ထူးခြားတဲ့ character လေးတစ်ခုဖြစ်မှာပါဒီကားရဲ့မှာပိုးက bodyguard မာလီပေါ့နော် fighting ကျန်တဲ့ကောင်မာလီတယောက်အဖြစ်ပြုဆောင်ပေးသွားမှာပါ fighting play ရမယ့်အခန်းကြီးတော်တော်များများပါပါတယ်ဆိုတော့ပိုးအဲ့ဒီအတွက်လည်းအဲလက်ဝီချိုးရဲအဲ့ဒါကိုသွားပြီးတော့နေကျင်နေရပြင်ဆင်နေပါတယ်ကိုကအရင်ကတည်းကဟိုနားတဲ့အချိန်မှာတော့ကိုကအလေးမရကစားပြုရဲဟာရှိတော့ကိုကနည်းနည်းလေးဟို muscle ထွားထဲမှာပါတယ် body ပုံစံတက် ဟိုအရင်မိမမဆန်အောင်ပေါ့နော်ပခုံးကြစ်ကြေနေဆိုတော့ဟိုတကယ်တမ်းလက်ဝတ်သွားထူတဲ့ခါမှာလည်းဟိုအရင်ပင်မန်းနေဟိုကအဲ့ကာဒီယိုတိတ်မလုံးနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာကိုတော့စူးစမ်းရရဲ အဲဒါပေမဲ့လည်းဟိုကိုယ့်ရဲ့ character အတွက်ကိုကပြင်းပြင်းလေးဖြစ်စင်တာကြောင့် training သွားပြီးတော့ဟိုလေ့လာပြီးတော့ကျူစားနေပါတယ်။တော့ဝေထိုးတာကလွန်ခဲ့တဲ့တစ်လလောက်ကစရယ်ပေါ့နော်။လွန်ခဲ့တဲ့တစ်လလောက်ကကိုရှူတင်နားရရအားရရဒီမှာအချိန်ရရင်ရသလိုဟိုနှစ်နာရီပေါ့နော်။နှစ်နာရီဆိုတော့တော်တော်ပြိုင်းနေပါဘူးဆိုတော့ဟိုနေတိုင်းမသွားနိုင်တော့လေ။သွားနိုင်တဲ့ရက်ကနှစ်နာရီလောက်သွားသွားပြီးတော့ဟိုလေ့ကျင့်ဖြစ်တာပေါ့။ဒါပေမဲ့အဲတကယ်တမ်းထိုးနိုင်ဖို့ကြတော့အများကြီးလေ့ကျင့်ရအောင်ပါ။လောဝေပညာဆိုမဲ့ ိုကဟိုပွဲထိုးမှာမမဟုတ်တာပေါ့နော်ကိုရဲ့ဟိုမိန်းကလေးတယောက်အနေနဲ့ကိုခုခံဖို့လဲတက်ထားတဲ့ပညာလဲဖြစ်တဲ့အခါကျတော့အခြေခံပေါ့နော်အဲ့လိုပညာတစ်ခုချင်းစီကိုအခြေခံလေးတွေ တိတိထားတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်။ဟိုကငယ်ငယ်တုန်းကတော့အားကစားအရဝသနာမပါဘူး။ကြီးလာတော့အားကစားလေးတွေပုံပြီးစိတ်ဝင်စားလာတာဆိုတော့အခုလဝိထိုးရတာလည်းကြိုက်တယ်။လဝိထိုးတော့ဝိကြတာတော့မြန်တယ်။ဒါပေမဲ့ဟိုလဝိထိုးရတာလည်းအားအားရတယ်နော်။ stress များရပို့ပြီးတော့စိတ်ပင်ပန်းပြေတာပေါ့။ပညာရဲ့တိုင်းကဟိုကခတ်တယ်လို့ထင်တယ်။ကိုရီးယားထင်တယ်လို့လောက်တာနဲ့သူ့မှာစီးစနစ်တကြား သူ့ရဲ့စီမင်းစီကတ်နဲ့စနစ်တကျတင်ကြည့်ရတဲ့အခါမှာအားလုံးကဟိုခက်ခဲတော့တဆင့်ချင်းစီစူးစမ်းလေ့လာရတာ။ main ကလေးတွေကတော့ကိုကိုကိုခုခံကာကွယ်တပ်ဖို့ကလည်းတခုခုတတ်ထားဖို့ လိုရယ်ပေါ့နော်ဒီဟာကိုလည်းဘယ်အချိန်မှလိုအပ်လာမှမသိတဲ့အခါမှာအသုံးချနိုင်ဖို့ရယ်နောက်တစ်ခုကကျတော့လေကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်ကိုယ်လက်လှူရှာမှုတစ်ခုကတော့အများရဲ့ရှိတဲ့နယ်ဆိုတဲ့အခါကျတော့ဘယ်ဟာလေးပဲဖြစ်ဖြစ်ကိုဝါသနာပါတဲ့ဟာပေါ့ပို့ဆိုရင်ရန်အရင်တော့ဟိုဘာအကစားမှမလို့ဖြစ်တာနဲ့အခုနောက်ပိုင်းအကစားလုတ်တယ်ချွေထွက်တယ်အခါနဲ့ခန္ဓာကိုယ်ရဲ့ကျန်းမာမှုကပိုပြီးကွာပေါ့နော်ဆိုတော့ကျန်းမာဖို့ပဲဖြစ်ဖြစ်ကို ကိုအတွက်ဟိုခုခံကာကွယ်ဖို့ပဲဖြစ်ဖြစ်အားကစားတစ်ခုခုကတော့လုံးတင်နေလက်ဝေလည်းအဲ try ကြည့်တင်နေထင်ပါတယ်ဟုတ်နှားချင်တယ်ငါဒီလိုဖြစ်ရမယ်ဆိုတာတမ်းပုံပဲနေနေတိုင်းငါဒီတစ်ခုကိုလုံးလိုက်ရရင်နေလို့ကောင်းသွားရဲဆိုရဲဟာပို့ပြီးတော့လုံးဖြစ်တယ်ပေါ့နော်ဆိုရင်ကြာတော့ဘာလို့ဆိုခန္ဓာကိုယ်ခုပြောင်းလဲဖို့ကအချိန်ပေးရတာဖြစ်တဲ့အတွက်တနေ့တနေ့မှန်ကြည့်ပြီးမပြောင်းလဲရင်စိတ်သက်ကြမှာစိုးလို့လေအဲ့လိုမဟုတ်ဖ ೇನೆ ဒီတရက်သွားလုံးရရလေးစီငန်သွားလုံးရရဟာတစ်ခုကို enjoy လုပ်ပြီးတော့လုပ်ဖြစ်တယ်အခု pilates လုပ်ဖြစ်တယ်အရင်တော့ကတော့အလေးလေးပါမှဖြစ်လိုက်သေးတယ်နောက်ပိုင်းနည်းနည်းပလာထွက်လာတော့မတင်တော်တာနဲ့ရက်လိုက်ရတာပေါ့နော်အရာအလုံးကတော့တန်စီလွန်ပြီးပေါ့နော်ဟိုကိုက diet လုပ်ချင်တဲ့အခါမျိုးကြတော့လေကိုကခန္ဓာကိုယ်ပိန်ချင်တဲ့အခါမျိုးကြတော့လေကိုကတော့အားကစားကောဟိုအစားတောက်ကောအားလုံးညီညီမျှမျှဖြစ်မှပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အစားတောက်ပဲကြတော့လေအများနဲ့မစားဘဲနဲ့တော့ပေးနေနိုင်ပါ့မလဲလူဆိုတာကိုယ့်ရဲ့လိုအပ်တဲ့အဟာရ ရလည်းလူတွေခါကြတော့တင်းတင်းမြောက်ပတ်တဲ့ပျော်ညီရလေးတွေလည်းစားပြီးတော့ခန္ဓာကိုယ်ရဲ့ဟို muscle တွေပြီးတော့ဟို metabolism တွေပိုကောင်းအောင်လည်းတင့်တော်ရလေးချိန်ငန်းလေးတွေလို့ခါလီကြရင်ကိုကဖြစ်ချင်စောနဲ့အရန်ကြီးတွေအလွန်အကျွံနေလောက်တဲ့ခါမှာအဲ3 5ရက်6ရက်တပတ်လောက်ဆိုလို့ရှိရင်အရန်ပင်ပန်းပြီးတော့ဆက်မလုပ်ချင်တော့အဲ့လိုမဟုတ်ဘဲနဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးနဲ့ကိုယ့်ရဲ့အလုပ်နေတဲ့ဟာလေးကိုပဲအဲဖြည်းဖြည်းနဲ့မှန်မှန်သွားရတာကပိုပြီးတော့ကောင်းမယ်ထင်ပါတယ်။ငယ်ငယ်တော့ကတော့ကိုက စာပဲလုတ်ခဲ့ဖြစ်တဲ့ပုံစံလေးဆိုတော့အကစားရည်နဲ့အလံဝေးခဲ့တယ်ကြီးလာတော့တစ်ခုပြီးတစ်ခုပို့ပြီးတော့လေးလာရင်ဒါကိုကြိုက်လာတယ်ကိုလက်လှူရှာမှုရှိရအောင်ကြိုက်လာတယ်ဆိုတော့ဒီခုလဝေးဆိုလို့ရှိရင်လည်းဒါပညာတစ်ခုအနေနဲ့ကိုစိတ်ဝင်စားရတယ်ပြီးတော့ဟိုငယ်ငယ်တည်းက action car တွေကြည့်ရင်သဘောကျတယ်ဆိုတော့ကိုကိုတိုင်းတရုပ်ဆောင်ခွင့်ရတဲ့အခါမှာလည်း action car တွေကိုအရင်တရုပ်ဆောင်ခြင်းလေဆိုတော့အခုလိုမျိုးအခွင့်အရေးရတဲ့အခါမှာလည်းအကောင်းဆုံးကြိုးစားပါပါ။ကိုကဟိုသူ စကားပြောရင်ဒါမိမဆန်နေလို့ထင်ရမယ်တခါလေးကြာရင်လည်းနည်းနည်းလေးယောက်ျားဆန်နေအခါလည်းရှိပါတယ်ဆိုတော့ကြကြရရနည်းနည်းမြင်ရမှာပေါ့နော်အဲပိုးတို့အခုကပူးလေးကမကြခင်မှာရိုက်ကူးတော့မယ်ပေါ့နော်ရိုက်ကူးတဲ့အခါကြာရင်လည်းပိုးနဲ့အဲထူးဆန်းတဲ့ character လေးတစ်ခုကိုမြင်တွေ့ရမှာဖြစ်လို့ပိုးလည်းစူးစမ်းနေပါတယ်အဲ့တော့အဲပိုးမမီသားရဲ့နောက်ထပ်ကိုပွားလေးတစ်ခုဖြစ်လာမယ်ဒီထဲက Mary 2လေးကိုလည်းချစ်ပြီးအားပေးကြပါဦးလို့ပြောချင်ပါတယ်